မဲမင်္ဂလာပါရှင် C4D YouTube Channel ကနေဂမိယဆန်ဆန်ဝတ္ထုတွေတရေတစီဝတ္ထုတွေကိုဖတ်ပြပေးနေမယ်ကျမ Venus ပါရှင်ဒီကနေ့ကျမဖတ်ပြပေးမှာကတော့စာရေးဆရာခက်စော်ရေးသားတယ်အလောင်းအပိုင်းနှစ်ပဲဖြစ်ပါတယ်ရှင်ဖြက်ဖြက်ဖြက်ကျွန်တော်အိယာကနေလက်နူးလာတယ်ဘာတန်လဲ ုဘက်အခန်းကလားကျွန်တော်ငားနေတာကမြို့အထွက်မောင်းတန်ဂိတ်အနောက်ကစိုက်ပျိုးရေးယုံအဟောင်းကြီးမှာပါဒီမြို့ကအညိုရောင်နေမြီတစ်ချိန်ကတိုက်ပွဲတွေဖြစ်ပြီးဒီယုံဟောင်းကြီးမှာနေတဲ့ဝန်ထမ်းမိသားစုတွေလက်နက်ကြီးထီတေခဲ့ကြဘူးတယ်လို့မြို့ခံတွေပြောတာကြားဘူးတယ်နောက်တော့အပြစ်ခတ်ရက်စဲရေးတွေပါတွေပြီးတဲ့အခါဝိနန်းတွေဟာအဲ့ဒီနှက်ခမ်းတွေတစ်သားယုံတစ်သားယုံအူကြီးကို ဒီတိုင်းပြစ်ထားပြီးခက်လန်းလန်းမြေကွက်မှာရုံအသစ်ဆောက်လိုက်ကြတယ်။ကျွန်တော်ဒီမြို့ကိုရောက်တော့ငှားနေစရာအိမ်မရှိဘူး။နောက်တော့လွိုင်ကော်ကကျွန်တော်အတီတယောက်ကစိုက်ပျိုးရေးအရာရှိ ကိုရွှေတီးနိုနဲ့မိတ်ဆက်ပေးတယ်။ကိုရွှေတီးနိုကပဲတလ9000နဲ့ဒီရုံခန်းအဟောင်းကြီးရဲ့ခြေရင်းခန်းမှာကျွန်တော်ကိုနေခွင့်ပြုထားတာပါ။ကျွန်တော်ခေါင်းရင်းဘက်အခန်းကိုတော့ပိတ်ထားပါတယ်။တခါတရံတော့ကိုရွှေတီးနိုတပည့် ိန်ကွန်ကောက်တဲ့အောင်းအောင်းဆိုတဲ့ကောင်လေးကညစ်နေရင်လာအိတ်တက်တယ်။သူများဖြစ်နေမလား။ဒါပေမဲ့ညဦးပိုင်းကကျွန်တော်ပြန်လာတော့ဂိတ်ရှိမှာသူနဲ့တိုးတာပဲ။သူကအပေါင်းအသင်းတွေနဲ့ယူဆိုမိုဆိုဖက်ကဂျူဘလီပွဲကိုသွားကြမှာလို့တေချာပြောသွားတယ်။ဂျူဘလီပွဲဆိုတာဒီဘက်ကကက်သလစ်ခရီးယန်တွေလုပ်တဲ့ပွဲပေါ့။ကျွန်တော်တို့အောက်ပြည်ကဖျားပွဲတွေနဲ့ခက်ဆင်ဆင်တူပါတယ်။ ဖះလာဝတ်ပြုသူရှိတယ်လို့ဈေးတန်းရှိကြီးတဲကခောင်ရီတို့အရက်တို့လည်းရတတ်လို့တောက်ကြစားကြသူတွေလည်းရှိတယ်။တံပူရာတို့ဂျင်တို့ရွှေဘော်လုံးတို့လိုလောင်းကစားဝိုင်းကျိတ်ပုံးတွေလည်းရှိတယ်။ဒေသခံတချို့ဆိုညာလုံးပေါက်တောက်ပြီးခောင်ဆိုင်ကဖျားပေါ်အိပ်ပျော်သွားမိုးလင်းမှထပြန်တာမျိုးလည်းရှိတယ်။အောင်မြအဲ့ဒီဘွဲကပြန်လာအိတ်ကလား။ ဒါလည်းမဖြစ်နိုင်ပါဘူးယူဆိုမိုဆိုလန်းကတော့လန်းမှောင်မဲနေတာညာကြီးတကောင်တော့ဒီလန်းအနေထားကိုဒီကောင်ဆိုင်ကယ်မောင်းမပြန်ရဲတော့ဘူးဒါဆိုဘယ်ကအတန်လဲဖြက်ဖြက်ဖြက်ဟောအတန်ကကျွန်တော်လပ်တော့တင်ထားတဲ့ခုံပေါ်ကပဲအဲ့ဒီခုံပေါ်မှာကျွန်တော်ကင်မရာဒါကင်မရာကလစ်ကိုတယောက်ယောက်ကနှိပ်နေတဲ့အတန် ကျွန်တော်ထပြီးအခန်းမီးကိုဖွင့်လိုက်တယ်။မီးသီးဝါကျင့်ကျင့်ဟာလင်းနေစို့ယုံမှာပဲ။ဒီဒေတာဟာရေအားလျက်စစ်ထွက်လို့နာမည်ကြီးပေမဲ့မီးအားတော့မကောင်းရှာဘူး။ကင်မရာကိုကျွန်တော်ဆွဲယူလိုက်တယ်။ပါဝါကပွင့်နေတာ။ကင်မရာစကရင်ကိုဖွင့်ကြည့်လိုက်တော့ဟာ၁၄၅ပုံလောက်ရိုက်ပြီးသားပုံနေ။အလုံးကကျွန်တော်အခန်းမောင်မောင်ကိုရိုက်ထားတာပဲ။ ကင်မရာတွေကဒီလိုမျိုးအလိုအလျောက်ရိုက်တက်လားကျွန်တော်မသိဘူးကျွန်တော်ညဦးပိုင်းရင်ခွဲယုံကပြန်လာပြီးစိတ်လှုပ်ရှားတာတွေငြိမ်သွားအောင်ဝီစကီတောက်တယ်နေ့လေကကြံတဲ့ကရော့ခါးသီးကြော်နဲ့မြီးတယ်မူသွားမှကင်မရာတွေကလောင်းပုံတွေကိုလက်တော့ထဲပြောင်းအသင့်ရှိတဲ့ CD အလွတ်ထဲကုထည့်တယ်ပြီးတော့အရက်ထက်တောက်တယ်မတော်လေးမူသွားပြီးမဟန်နိုင်တော့မှဘေးကအိပ်ရာထဲပြစ်လဲရင်အိပ်ပျော်သွားခဲ့တာ ဒါဆိုမူးနေတုန်းကင်မရာကိုမပိတ်မိပဲခလုတ်တစ်ခုခုများမှားနေမိသလားဒါနဲ့ပဲအလိုအလျောက်ရိုက်ထားတဲ့ပုံတွေကို ဖြစ်နေရင်ကအာငါလေးကွာအမောင်ပုံတွေကုံသွားတော့အီဒီရာမျိုးရဲ့မျက်နာတဲ့တဲ့ကိုရိုက်ထားတဲ့ပုံကြီးပေါ်လာတာကျွန်တော်ကြော်တယ်စိတ်ခနဲ့နောက်တပုံဟောင်းလောင်းပွင့်နေတဲ့ရင်ဘတ်ဘေးကကောင်မလေးရဲ့ရင်သားတစ်ဖက်ကို အနီးကရိုက်ထားမိတာပါလား အာငါဘာတွေရှောက်ရိုက်ခဲ့ပါလေအအအအဆောက်ဦးရှိမလေးရှားဗရောက်ပင်အိုကြီးစီကကြီးအာတန်ကြားရတယ်ဝုန်းကနေငှက်အုပ်ကြီးထပြန်သွားတဲ့အတန်ကလည်းတဆက်ချဲအချိန်မဟုတ်အခါမဟုတ်ကွာကျွန်တော်စိတ်တွေခြောက်ခြားလာတယ်ညနေကရင်ခွဲယုံမှာရတဲ့ညီဆုဆုအနံ့ကိုနှာခေါင်းထဲရလာသလိုပဲ ခဟဟဖြစ်နေတဲ့အခန်းတကားကနေမြို့အထက်မောင်းတံခိတ်ကိုလှမ်းကြည့်လိုက်မိတယ်။မီးရောင်ပြပြတော့ရှိရဲ့။ဒါပေမဲ့တိတ်ဆိတ်နေ။အရင်ကဆိုညနေပိုင်းကနေမူးလင်းပေါက်အထိတစ်မောင်ခုကားတွေဆင်းလာတတ်လို့ဂိမ်းဆောက်ရဲတွေကတညလုံးမအိတ်တတ်ကြဘူး။လမ်းကြောင်းကြီးပေးကြသူတွေနဲ့တစ်ကားသမားတွေစစ်သားတွေရဲတွေတစ်တော်ဝန်ထမ်းတွေငွေပေးငွေယူလောက်ကြတဲ့အတန်တွေကြားနေကြပဲ။ ဒီညမှာထူးထူးခြားခြားတိတ်ဆိတ်နေရောဗျာကျွန်တော်လက်ကတောက်လက်စကြံနေတဲ့ပလင်းနဲ့ဖန်ခွက်စီလှမ်းလိုက်မိတယ်အိယာဘေးကအသင့်ရှိတဲ့ရေတန့်မှုတဲကရေနဲ့ရော့ပြီးမော့ချလိုက်တယ်အာလေချောင်းရောရင်ဘတ်တစ်ခုလုံးပါပူဆင်းသွားကြောက်စိတ်တွေနည်းနည်းလျော့သွားသလိုပဲငါကင်မရာထဲဒီကြက်တေးသုံးတဲ့ပုံတွေရှိနေလို့ငါစိတ်ကဒီလိုဖြစ်နေတာ ကျွန်တော်ကင်မရာထဲကပုံတွေအလုံးကိုတစ်ခုချင်းထိုင်ဖြတ်နေမိတယ်။တချမ်းကြည်နေတဲ့ဥကောင်းခွန်ကနေမျက်နှာအရည်ပြား ဟောင်းလောင်းပွင့်နေတဲ့ရင်ဘက်ဘေးနှစ်ဖက်စီမို့မောက်ကျနေတဲ့ရင်သားတွေစီးကုံမွေးညင်းနုနုပြီးတော့တရေသားရှိတယ်ဆိုတဲ့တအိမ်နေရာ နောက်တော့ကြောက်ခုံပေါ်ကဝိလစ်စလစ်အလောင်းဘောဂျယ်ရီပါတဲ့အနဲ့ရောင်ကိုကျက်အင်ဂျီနဲ့ဂျင်းပေါင်းမီအပြား ြီးပြီပြီးပြီဒါပြီးရင်ပုံတွေကုန်ပြီအေးဒီရာမျိုးအေးဒီရာမျိုးနေငါစီကသွားပြီကျွန်တော်ကင်မရာကိုတိချပိတ်လိုက်တယ် CD လည်းခုတ်ပေးပြီးပြီဆိုတော့ laptop ထဲကပုံတွေဖြတ်ပစ်ဖို့ပဲကြံတော့တယ်စပွဲပေါ်က Lenovo အမျိုးအစားအနဲ့ရောင်အစုပ်လေးကိုဖွင့်လိုက်တယ် power click power click ကိုနှိပ်ဟာ laptop ရဲ့ wallpaper မှာ အေဒီရာမျိုးရဲ့ကုလုံးတီအလောင်းပုံကြီးမျက်လုံးတွေကပွင့်တဝက်ပိတ်တဝက်ညက်နေကကျွန်တော်ခံစားခဲ့ရတဲ့သူ့ကိုဓာတ်ပုံမရိုက်ဖို့အတနာခံတဲ့အကြည့်တွေနဲ့ပုံကျွန်တော် laptop screen ကိုချက်ချင်းပိတ်ချလိုက်တယ်ပြီးတော့မီးရောင်ပြပြလင်းနေတဲ့မောင်းတံဂိတ်စီပြေးထွက်ပလက်ကလထိုင်မှာမှီးနေတဲ့ကင်းဆောင်ရဲသားဟာအမောင်ထဲကနေထွက်လာတဲ့ကျွန်တော်ကိုမြင်တော့ သူ့တနက်ကိုကမန်းကရန်ကောက်ဆွဲလိုက်တယ်။မောင်မျိုးငါပါပိုင်စ။အော်ကိုပိုင်စဂလူဖြစ်တာတော့ကျုပ်ကခမည်းအိတ်နေပြီမှတ်တာ။ငါတယောက်တာမောင်မျိုးကအညာလီတန်နဲ့ပြောရင်ပက်လက်ကလထိုင်အလွတ်တစ်ခုကိုကျွန်တော်ဖဲရွှေ့ပြီးတယ်။အေးကွာအိတ်မပြောတာနဲ့မင်းတို့ဂိတ်ဖဲစကားလေးပါလေးပြောဖို့ထွက်လာတာ။ညပိုင်းကတော့ဘိုက်ကြီးက sorry ပါ ညပိုင်းကတော့ဘူကြီးကဂိတ်ကိုလာသေးတယ်။ခညာအခန်းကမီးပိတ်ထားတော့အိတ်နေတယ်ထင်းပြီးသူမလာတော့တာဗျ။အေးကွာမင်းမဆက်လိုက်ရှိရင်ငါတလိမ့်လာ။ဖက်ကြမ်းပဲရှိတယ်ဂိတ်ထဲမှာကျွန်တော်သွားယူပေးမယ်။ပလက်ကလထိုင်ပေါ်ခေါင်းတင်းပြီးမျက်လုံးတွေမှေ့ထားလိုက်တယ်။ဘာကိစ္စအဲ့ဒီပုံကြီးကကျွန်တော် laptop ရဲ့ wallpaper မှာရောက်နေရတာလဲ။ညကမူးမူးနဲ့ပုံတွေကိုကုထည့်ရင် ကျွန်တော်ရှောက်နှိမ့်မိရာကဖြစ်သွားတာလားဟေ့ကိုပိုင်စခညာလွိုက်ကော်ကစော်ပင့်ထားတာလားကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တော့မောင်မျိုးကစေးပေါ်လေးကိုကန့်ပေးရင်မျက်နာကဆက်ပြီးပြီဘာလဲကွာမင်းဟာကငါကဘယ်ရစော်ကိုခေါ်ရမှာလဲမပလီစမ်းမာနဲ့ဗျာခုနကစေးပေါ်လေးယူရင်စိုက်ပျိုးရေးရုံးဖက်မီလင်းနေလို့ကြည့်လိုက်တာခမရအခန်းပတင်းပေါက်မှာအင်ကြီးအနက်နဲ့ စော်လေးတပွေတီချမြင်လိုက်ပါတယ်ကိစ္စပြီးတာနဲ့ကောင်မလေးကိုတယောက်ထဲထားခဲ့ရလားဟိုခမဲကြောက်နေရှာမဲကျွန်တော်အလန့်တကြားမတ်တက်ထက်ရက်ပြီးရုံဟောင်းကြီးကအခန်းစီလှမ်းကြည့်လိုက်တော့မလေးရှားပတောက်ပင်အိုအိုကြီးတွေကြားဟောင်းနှွမ်းနေတဲ့တစ်သားအဆောက်အဦးရဲ့ခြေရင်းဘက်မှာဝါဖြော့ဖြော့မီးရောင်လင်းနေတဲ့ကျွန်တော်အခန်းကျွန်တော်တေချာကြည့်ပြီးမဲ့ပဒင်းပေါက်မှာဘယ်သူမှမတွေ့ပါဘူး မောင်မျိုးကတော့ပလက်ကလထိုင်မှာပြန်ထိုင်ရင်ကျွန်တော်ကိုမချိုမချင်းအကြည့်နဲ့ကြည်နေတယ်။ဟေ့ကောင်ငါတကယ်ပြောတာဘယ်စောမှခေါ်မထားဘူးကွ။အေးနေ့လေကတော့ဟိုလူသက်မှုနဲ့ဟိုလူသက်မှုမှာငါဓာတ်ပုံသွားရိုက်ပေးထားတယ်။ရင်ခွဲယုံကနေအဲ့ဒီစောပါလာတာနီးမှာပေါ့။ဟာဟေ့လူခညာမနောက်နဲ့ဗျ။ကျုပ်ကညညဆိုတယောက်တည်းကင်းဆောင်ရတာ။ငကိုကလေးက ခမားနေတဲ့ယုံဟောင်းကြီးကတရေချောက်တဲ့နာမည်ကြီးနေတာကိုကျွန်တော်ပလက်ကလက်ထိုင်ပေါ်ထိုင်ချလိုက်တယ်စိတ်တွေကပိုးပြီးနောက်ကြည့်ရှုပ်ထွေးခုနမောင်မျိုးကိုပြောသလိုဒီကောင်မလေးကျွန်တော်နောက်လိုက်လာတာလားလိုက်လာရအောင်သူနဲ့ကျွန်တော်တကားမှမတိခဲ့ကြဘူးလေသူ့ကိုတည်သွားမှကျွန်တော်ကမြင်ဘူးလားဟုတ်တယ်မလားအသက်ရှင်စင်မှာကျွန်တော်ဆိုတာဘသူမှန်းအောင်သူသိမှာမဟုတ်ဘူး ဒါနဲ့များသူကဘာကိစ္စကျွန်တော်နောက်လိုက်လာရသလဲသူရဲ့ဝီလစ်စလစ်ပုံတွေကိုများဓာတ်ပုံရိုက်ယူလိုက်လို့လားအဲ့ဒါကြောင့်သူလိုက်လာတာလားကျွန်တော်မျက်လုံးတွေကိုမှိတ်ထားလိုက်တယ်မနေ့ကဓာတ်ပုံတွေအလုံးစက္ကန်းမှုကိုပေးလိုက်ပြီးရင်ဓာတ်တွေကအဆုံးသက်သွားမှာပါအေးဒီတာမျိုးကြီးအာယုံလာမနှောက်နဲ့တော့ကွာဟွကိုပိုင်စကိုပိုင်စ ျွန်တော်ပခုံးကိုတယောက်ယောက်ကလှုပ်နိုးလိုက်တယ်။မျက်လုံးဖွင့်ကြည့်လိုက်တော့ကိုဆိုင်ကိုဆိုင်ဆိုတာကဒီကိတ်ရဲ့ကင်းမှုဒူရဲ့အုပ်နာမည်အရင်ကဆိုင်းရှင်ဆိုင်းရှံမွန်းမူဆယ်လိုနီယာကောင်းမှရဲအုပ်အဆင့်ထိနေလာပြီးမှ အရက်မူရင်ပြဿနာတက်လို့ယာဒူးသဆင့်ချခံပြီးအပြစ်ပေးအနေနဲ့ဒီမျိုးကိုဖို့ခံထားရတာသူတို့ရဲလောကမှာတခုခု အပြစ်လုပ်ပြီးဆို ဝေးလံခေါင်တည်တဲ့ဒေသဖြစ်တဲ့ချင်းပြည်နယ်ကယားပြည်နယ်ဘက်ကိုပို့တက်ကြတဲ့စကမ်းမူပြောပြဘူးလို့ကျွန်တော်လဲသိတာပါစကမ်းမူကိုစိုးအောင်ကိုတိုင်လဲရဲတင်တန်းเจ้าမှာအကြာကြီးနေခဲ့ပြီးအိမ်ထောင်ရေးဖောက်ပြန်တဲ့ပြဿနာကြောင့်ဒီဘက်ပို့ခံရတာလို့သူတပည့်တွေကပြောပြဘူးလေဒီတော့အနေနဲ့အရရကပြဿနာကောင်းတွေဒီဘက်မှာလာစုနေတဲ့သဘောပဲအခုလဲစောစောစီစီ ကိုဆိုင်ရဲ့ပွားရောင်းရောင်းမျက်နာဟာမြည်ရဲနေပါပြီအရက်နှန်းကလည်းထောင်းခနဲ့ဆရာသမားကမောနေတောင်ပက်ပြီးပြီကိုအင်းလေမိုးတောင်တော်တော်လင်းမှာပဲဒီပက်လက်ကလထိုင်ပေါ်ညကဘလို့အိပ်ပျော်သွားလဲတောင်မသိကိုပိုင်စညကစခန်းမှုမှားသွားတယ်ခမည်းစီကဟိုဓာတ်ဘော်ဒီပုံနေ CD ခုတ်ထားတာပြည်နယ်ရုံးကိုဒီနေ့သွားပို့ရမယ်တဲ့အဲ့ဒါပေးပါဦး အော်음ဟုတ်တယ်လာဗျာကျွန်တော်လဲညကအိတ်မပြောတာနဲ့မောင်မျိုးစီထွက်လာပြီးစကားပြောရင်မိခနဲ့ကနေဘလို့အိတ်ပြောသွားလဲမသိဘူးကိုဆိုင်ကတော့ကွန်တရာထုတ်သွားပြီးကျွန်တော်နောက်ကလိုက်လာတယ်ကျွန်တော်အခန်းရှိရောက်တော့အခြေအနေကိုအ깨ခတ်လိုက်တယ်ညတုန်းကအခြေအနေတိုင်းပါပဲဘာမှအပြောင်းလဲမရှိရော့ဒီမှာစီဒီကျွန်တော်ကစီဒီချက်ကိုတေချာကြည့်တယ်ကိုပိုင် sorry ပါ ိုဆိုင်က CD ချက်ကိုတေချာကြည့်တယ်။ကိုပိုင်စခမည်းမဒီပေါ်ရေးတဲ့မာကာပန်ရှိလား။ကျွန်တော်ကကွန်ပျူတာဘေးကချင်းကိုမျက်စပစ်ပြလိုက်တယ်။ကိုဆိုင်ကမာကာပန်ကိုယူပြီး CD ချက်ပေါ်တစ်ခုခုရေးဖို့ပြင်တယ်။ပြီးနေရုံးကကောင်တွေကဒီတိုင်းယူသွားလို့ကတော့ကျုပ်ကကောမှာ။ဟိုတစ်ခါတုန်းကလည်းလေလာဘတ်စီကောမှတ်တမ်းခွေဒီတိုင်းယူသွားလို့ပြောလိုက်ကြတာရစရာကိုမရှိဘူး အပေါ်စာမပါတော့စီဒီမှာအကြောင်းအရာလေးတော့ရေးလာခဲ့မှာပေါ့ဘာညာနဲ့ပြောပါဦးမနေ့ကတည်သွားတဲ့ကောင်မလေးနာမည်ဘသူအေးတီတာမျိုးကိုဆိုင်ကမကာပင်ကိုမကာမကာပင်ကိုဒါကင်ထားတာလက်ကတုံးနေတယ်ရမကာတကူးတွေလေကဲပြေးပါဗျာကျွန်တော်ပဲရေးပြပါမယ်ခမရဟာကလည်းကျွန်တော်လည်းစိတ်မရှိတာနဲ့သူ့လက်ထဲက ်ပင်ကိုယူပြီး CD ချက်ပေါ်ရေးပေးလိုက်တယ်အေးတီတာမျိုး dead body photo နာမည်ကလှသားဗျာနော်ဖြတ်ကနေကျွန်တော်လက်ဖမိုးပေါ်အေးဆက်ဆက်အထီအတွေ့ခန်းစားလိုက်ရတယ်ပြီးတော့အနီရောင်အဆက်တွေလက်ဖမိုးပေါ်အာကျွန်တော်အလန့်တရားထခုံပြီးလက်ကိုခါလိုက်တယ်ကိုဆိုင်ကကွန်းနေပလုတ်ပလောင်းကနေရီကျဲကျဲ sorry sorry ဟီကျွန်တော်ကွန်သရီတွေပါကျွန်တော်တုတ်ပေးပါမယ်လခွန်းကွန်တွေဝါပြီးအပေါ်ကနေစကားပြောတော့ကွန်သရီတွေကျွန်တော်လက်ပေါ်ကျလာတာအလိုမလိုယွန်စရာကြီးกว่าတော်တော်ဒါယူပြီးခမရလက်လိုက်တော့ကိုဆိုင်ကစပွဲပေါ်ကလက်တုတ်ပေါ်ဝါယူပေးပြီး CD ချက်ကိုယူရီကျဲကျဲနဲ့ထွက်သွားပါတော့တယ်ကိုပိုင်စား နင်ဆုံးနေကိုဝီဒီတရဲတစီဆိုတာကိုယုံလာတောင်စင်းလမ်းမှုဆိုင်ကယ်ကိုသတိနဲ့ထိမ့်မောင်းနေတဲ့ကြားကကူဖီလစ်ကနောက်မှာထိုင်နေတဲ့ကျွန်တော်ကိုလှမ်းမိတာပါဘာဖြစ်လို့လဲကူဖီလစ်ငါတို့အခုသွားမဲ့ယာအီဘရာယွာဖက်မှာဆုံးမရှိတယ်ဗျာခုအဲ့ဒီယွာတဝိုက်မှာကလေးတွေအရန်တည်နေကြတယ်ယွာသူယွာယွာသားတွေကတော့ ဆုံးမပြူစားလို့တည်တယ်လို့ယူဆနေကြတယ်ကောဒီခေတ်ကြီးမှာဗျာဒီနေ့မနေ့ကိုဆိုင်ထွက်သွားပြီးတဲ့နောက်ဈေးရှိကလက်ဖက်ရည်ဆိုင်မှာကျွန်တော်မနေ့စာသွားစားတယ်အဲ့ဒီမှာကိုဖီလစ်နဲ့တူးတာကိုဖီလစ်ကကယောလူမျိုးပါပြီးတော့ save the children အဖွဲ့ကအရာရှိ သူကအလုပ်ကိစ္စနဲ့ယာအေဘရာရွာဖက်တညအိတ်ဆင်းမှမူကျွန်တော်ကိုလိုက်ခဲ့ဖို့အဖို့ဆက်တယ် ကျွန်တော်လည်းမနေ့ကဖြစ်ထားတဲ့စိတ်ရှုပ်စရာတွေကြောင့်စိတ်ပြေလက်ပြောက်သူနဲ့လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီဘက်ယွာတွေကညအိတ်သွားရတာမို့အတိမရှိရင်မလွယ်ဘူးမဟုတ်လား။သူလည်းအဖို့ရှိတုံးရှုခင်းနေဒိဋ္ဌခံတွေကိုဓာတ်ပုံလည်းရိုက်လို့ရတာပေါ့။မနေ့ကကိုယ်ကင်မရာလေးကဟိုအလောင်းပုံတွေရိုက်ထားရတာမို့ပုံလှလှလေးတွေရိုက်ပြီးစိတ်အပန်းဖြေဖို့လည်းရည်ရွယ်တာပါ။ခုတော့ဒီဘဲကလမ်းတစ်ဝက်ရောက်မှ စိတ်ညစ်ညူးစရာ ဆုံးကဝေဇလန်စပြောတော့တာပဲ။ယာဤပရာရွာကိုညနေ3နာရီလောက်မှကျွန်တော်တို့ရောက်သွားတယ်။လမ်းကလည်းတောင်တက်တောင်ဆင်းတွေကြီး။လမ်းကစင်ဖြူတောင်မှာရှုခင်းတွေကိုဓာတ်ပုံဝင်ရိုက်ကြတာရဲ့။မော်တီတိုဆိုးဆိုတဲ့ရွာမှာထမင်းစားရင်မီးဖြတ်အရက်နည်းနည်းစီဝင်ကြရာကညံ့များဖြစ်သွားလို့အချိန်လင့်သွားတာလည်းပါတယ်။ အရင်ဆုံးတဲခူကြမဲ့ရွာဖျားရှက်ခူเจ้าကိုသွားကြမယ်ဆရာတော်ကလွိုက်ကော်သွားနေတော့သူတပည့်ကက်သလစ်ခင်ကြီးတစ်ပါးကပဲဖျားရှက်ခူเจ้าတဲ့နေထိုင်မှုကျွန်တော်တို့ကိုနေရာချထားပေးတယ်ကိုဖိလစ်ကသူ့ NGO ကိစ္စအတွက်ရွာလူကြီးနဲ့တွေ့ဖို့ထွက်သွားခြင်းကျွန်တော်လည်းအနီးတစ်ဝိုက်ကိုဓာတ်ပုံရိုက်ဖို့တယောက်တည်းထွက်လာလိုက်တယ်။ဖះเจ้าကုန်းအတိုင်းလှန့်ကြည့်ရင်ခက်လန်းလန်းမှာစံချောင်းလေးတစ်ခု ရာအေးပရာချောင်းဆိုတာဒါပဲဖြစ်ရမယ်။ဖះเจ้าဘေးကရှူလေးအတိုင်းစမ်းချောင်းရှိရာကိုကျွန်တော်ဆင်းသွားတယ်။ကြောက်တုံးကြောက်ခဲလေးတွေကြားကတသွင်သွင်စီးနေတဲ့စမ်းချောင်းလေးဟာကျွန်တော်ထင်ထားသလိုကြည်လင်းမနေပါဘူး။ဒါပေမဲ့အစ်ပင်ကြီးတွေပတ်ပတ်လည်နဲ့တိတ်ဆိတ်တဲ့ဝန်းကျင်ဟာကျွန်တော်ကိုချက်ချင်းဖန်းစားလိုက်နိုင်ပါရဲ့။ညနေ၄နာရီခွဲလောက်ဆိုပေမဲ့ရှူသေးလေးဖြစ်ပြန်တက်ကြီးဝါကြီးလဲလွှမ်းထားတော့ အလင်းရောင်ကတိတ်မရှိလားစမ်းကြောင်းရဲ့တစ်ဖက်ချမ်းမှာတစ်ဖက်ရက်တဲအိမ်လေးတစ်လုံးအဲ့ဒီရှုခင်းကနေရောင်ပျောက်ပျောက်အောင်မှာကျွန်တော်ကိုဖန်ဆာလိုက်တယ်ကင်မရာကိုတေချာချိန်လိုက်တယ်စမ်းကြောင်းလေးဘေးနေရောင်နေဖြာကြတဲ့ရိုးရာတဲအိမ်ကလေးရုတ်တရက်ကင်မရာမြင်ကွင်းရှိသပင်းအဖြူရောင်နဲ့ညနာအဖြူရောင်ကြီးတစ်ခုပြီးတော့ကျွန်တော်ဘက်ကိုကြည့်ပြီး ဘာသာစကားတစ်ခုနဲ့စူးစူးဝါဝါအော်ဟစ်လိုက်တဲ့အတန်ကျွန်တော်ကင်မရာကိုကင်ထားရင်းကနောက်ကိုလန်ကျသွားတယ်ကယောလူမျိုးအဖွားအိုတယောက်တင်တိုင်းအနဲ့ရောင်အောက်ကမျက်နာတွေလက်တွေကဖြူစွတ်နေတယ်ပြီးတော့ကျွန်တော်ဘက်ကိုကြည့်ပြီးဘာသာစကားတစ်ခုနဲ့ဇက်တိုက်អော်တော့တာပဲနဘောက်ကျဲကြီးကတွဲလောင်းကြနေတယ်လို့သူ့သွားတွေကလည်းထူးထူးခြားခြားမဲ့နေနေတယ် သူ့ကြည့်ရတာကျွန်တော်ဓာတ်ပုံရိုက်တာကိုမနှင်းမြို့ပုံပေါက်နေလို့ကျွန်တော်လည်းအလန့်တကြားပဲရှုအတိုင်းတက်ပြေးမိတော့လေနင်းတွေ့ခဲ့တာနဲ့တူပဲကိုဖီလစ်ကမီးပုံရှိကခေါင်ရည်အိုးကိုတဆုပ်ဆုပ်တဆုပ်ဆုပ်လိုက်တယ်ပြီးတော့ကျွန်တော်ဖက်ကမ်းပေးတယ်နဲ့တူဆိုတာဘာတူလဲငါမနဲ့ကပြောတဲ့ဆုံးမဆိုတာလीရွာထဲပေးမနေလို့ဆရာတော်ကចောင်းပေးကစမ်းចောင်းမှာ တဲထိုးหนีခိုင်းထားတာအာသူနေ့ကိုဘာတွေអော်သွားတာလဲနင်သိလားကိုပိုင်စကျွန်တော်ဘယ်နားမဘယ်နားလဲမလဲဗျာကယောစကားနဲ့អော်သွားတာပဲကျွန်တော်တို့ကိုမြည်းဖို့ဝက်သား၆กินလာချပေးတဲ့ဖះเจ้าကခင်ကြီးကကျွန်တော်ကိုကြည့်ပြီးဝင်ပြောတယ်နေ့တူကဆုံးမဟုတ်ပါဘူးခယူသိန်းယောဂါကြောင့်သူ့ပုံစံကသူများနဲ့မတူဖြစ်နေတာမလို့ရွာကတချို့ကအထင်လွဲနေကြတာ တကယ်တော့သူကကက်သလစ်ကောင်းတစ်ယောက်ပါပရိအမြဲစိတ်မြစ်သားတရားကိုလည်းအမြဲပူဇော်နေတာဒါပေမဲ့သူ့မှာနှက်ဆိုးတွေတရေတွေဝိညာဉ်တွေကိုမြင်နိုင်တဲ့အစွမ်းရှိတယ်လို့ဆရာတော်ကတခါကသူ့ကိုယ်တိုင်ပြောဘူးတယ်ခင်ကြီးစကားအဆုံးမှာကျွန်တော်လက်ထဲကခေါင်းရည်ဥပါလွတ်ကြသွားတယ်ဟုတ်ကဲ့ပါရှင်ဒီနေရာမှာပဲအပိုင်း နှစ်လေးကိုရပ်နားလိုက်ပါစေရှင်။လာမယ့်အပိုင်း၁၄တွေကိုလည်းဆက်လက်နားဆင်နိုင်ဖို့ like and subscribe လေးတွေပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမ Venus ပါရှင်။